ARI မြင့်ရည်ဟာမြကြီးနားမြို့မှာ24နှစ်အတွင်း9ဘေးကျော်အထိမြင့်တက်လာခဲ့ပြီးထူးခြားမြင့်ရည်တရင်အဖြစ်မိုးလေဝသဌာနကထုတ်ပြန်ထားပါတယ်။ဧပြီလ24ရက်ညနေ6နာရီခွဲချိန်တိုင်းထားချက်တွေအရ956စင်တီမီတာရှိနေပြီး24နှစ်အတွင်း283စင်တီမီတာ9ဘေးကျော်တက်လာခဲ့တယ်လို့မိုးလေဝသနဲ့ဇလားပေတာဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ကချင်ပြည်နယ်မိုးလေဝသဦးစီးမှုကလည်း ဧပြီလ24ရက်နေ့လယ်12နာရီခွဲကနေည9နာရီခွဲအထိတိုင်းတရရှိချက်တွေကိုသူ့ရဲ့ Facebook ကနေထုတ်ပြန်ပေးထားပြီးရေတက်နှုန်းကတနာရီကို3လက်မလောက်ကနေ6လက်မလောက်အထိရှိတယ်လို့ဆိုပါတယ်ည9နာရီခွဲအချိန်ကမြကြီးနားမြို့မှာ AR မြေကြီးဟာ968စင်တီမီတာရှိတယ်လို့ဆိုပြီးမြကြီးနားမြို့ရဲ့ဆိုရင်ရေမှတ်ကတော့1200စင်တီမီတာဖြစ်ပါတယ်မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကလည်း ညချင်းနှမြို့ရဲ့အထက်ပူရာဘဘက်မှာမိုးရေများနေပြီးအခုတက်လာတဲ့မြေကြီးကြောင်မြစ်လေတောင်တွေပေါ်မှာစိုက်ပျိုးလုပ်ကင်သူတွေရဲ့ရာခင်းတွေကတော့စိုးရင်ရတဲ့အခြေအနေရှိလာမယ်လို့မှတ်ချက်ပေးထားပါတယ်ရှင်။